ဆန်းနှစ်ရွယ်သားရှိသေးပေမဲ့ရွှေအချောင်းကိုနားလဲပြီးအယောင်းဝယ်လုံနိုင်ပြီးဖြစ်တဲ့ဝင်းသူရာအောင်အလုံးမဲမင်္ဂလာပါဗမစ်စနောင်းကနေချွတ်ဆိုလိုက်ပါတယ်ဝင်းသူရာအောင်ဆိုတဲ့ကလေးလေးကအခုမှအသက်ဆန်းနှစ်ရွယ်သားရှိသေးပေမဲ့လည်းမိဘတွေရဲ့ရွှေဆိုင်လုပ်ငန်းမှာလုပ်ကင်နေပြီးဖြစ်ပါတယ် အသက်၁၂နှစ်အရွယ်ကလေးဆိုတာကစောလို့ကောင်းတဲ့အရွယ်သားရှိသေးပြီးဝင်းသူရအောင်ကတော့ရွှေအတွက်အချက်အလေးချိန်တွေကိုလည်းနားလည်သလိုပေါင်ဆေးတွေကိုလည်းနားလည်တဲ့သူဖြစ်ပါတယ်။ရွှေလုံငန်းနဲ့ပတ်သက်ပြီးအသက်၁၀နှစ်ခရဲကလိလထားတဲ့ဝင်းသူရအောင်ကရွှေတွေကိုသဘောကျတဲ့သူပေါင်းရွှေတွေမြင်နေရရင်ပျော်နေတဲ့သူဖြစ်ပြီးမိဘတွေကလည်းရွှေဆိုင်ဖွင့်လာခဲ့တာကြပါပြီ။ရွှေအချောင်းကိုစိတ်ဝင်စားမှန်းသိအောင်လို့မိဘတွေကလည်းသင်ပေးထားခဲ့တာပေါင်းရွှေအချောင်းကိုအသက်ကြီးတဲ့လူတွေတောင်နားမလည်ပေမဲ့ဝင်းသူရအောင်ကတော့လိုလိုလားလားနဲ့သင်ယူထားခဲ့ပါတယ်။ ရွှေပညာကလည်းစိတ်ဝင်စားမှတမျောက်လွယ်တဲ့ပညာဖြစ်ပြီးသူ့အတွက်တော့တင်ယူရတာလွယ်ကူနေပါတယ်။သူ့ရဲ့အဖေဖြစ်သူကရွှေအကြောင်းနဲ့ပတ်သက်ပြီးတော့သင်ပေးထားတာကြောင့်အသက်၁၂နှစ်အရွယ်မှတင်ဝင်းသူရာအောင်ကစိုက်မလိုက်လံကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ကလေးအရွယ်သာရှိသေးပေမဲ့လည်းစိုက်မသူကိုယ်တိုင်လိုက်လံကြည့်ရှုနိုင်ပြီဖြစ်တဲ့အပြင်အပြောကောင်းကောင်းနဲ့လည်းရောင်းချနိုင်ပြီဖြစ်ပါတယ်။ အတန်းငယ်ပြင်မဲ့လည်းပညာကတော့မငယ်တာကြောင့်လူကြီးတွေကတော့အံ့ဩရတဲ့ကလေးဖြစ်လာတာပါဝင်းသူရောင်အောင်တို့ရဲ့ဆိုင်ကတော့ရွှေတထေးဆိုတဲ့ရွှေဆိုင်ဖြစ်ပြီးရန်ကုန်မှာဖွင့်လှစ်ထားတာပါမိဘတွေကရွှေဆိုင်ဖွင့်ထားလို့ရွှေအကြောင်းနားလည်ထားဖို့လိုအပ်တယ်ဆိုတဲ့ဝင်းသူရောင်ကကလင်းရွယ်တောင်ရှိသေးပေမဲ့လည်းကျောင်းစာလဲစူးစမ်းသလိုရွှေပညာလဲလေ့လာနေတာပါရွှေပေါက်ဈေးပေါ်မူတည်ပြီးဈေးကိုလဲတွက်တက်သလိုအလေးချိန်ကိုလဲချိန်တက်ပါတယ်ရွှေဈေးကတော့အပြောင်းလဲအတက်ကျရှိပြီးမှမအောင်လဲတွက်ယူရပါတယ် လက်ရှိမှာစိန်အကြောင်းကိုလည်းလေ့လာနေပြီဖြစ်ကဝယ်ယူသူတွေကိုလည်းစိတ်ရှိလက်ရှိနဲ့ရှင်းပြနိုင်တဲ့ကလေးလေးဖြစ်ပါတယ်။စနစ်နှစ်အရွယ်နဲ့မိဘတွေကအားကိုးရတဲ့ကလေးတယောက်ဖြစ်လာပြီးအသက်ကြီးလာရင်လည်းရွှေဆိုင်လုပ်ငန်းကိုပဲဦးစီးသွားမှာပါ။ဝင်းသူရအောင်တို့ကမောင်နှမ၃ယောက်ရှိပြီးအမအကြီးဆုံးကတော့စစ်တပ်ကတူကိုတက်ရောက်နေပါတယ်။ကျန်အမတယောက်ကလည်းဥပဒေပညာကိုသင်ယူနေပြီးဝင်းသူရအောင်ကတော့ခုနှစ်တန်းပဲရှိပါသေးတယ်။မိဘတွေကအမျှော်မြင်ကြီးလာကြောင်းဝင်းသူရအောင်ကိုအသက်ငယ်ငယ်နဲ့ရွှေအကြောင်းကိုသင်ထားပေးရင်ကနေစိတ်ဝင်စားသွားတာပါ။ ဝင်းသူရောအောင်ကစိန်နဲ့ရွှေရဲကွာခြားချက်တွေကိုလည်းတေချာပြောပြနိုင်ပါတယ်။စိန်ကပြန်ရောင်ရောင်ရှုံးနိုင်ပြီးရွှေကတော့အလွဲတကူရောင်းလို့ရတာကြောင့်ရွှေကိုပဲမြမြစုပါဆိုပြီးအကြံပေးထားပါတယ်။သူ့အသက်ရွယ်မှာအခြားကလေးတွေကစိတ်ဝင်စားတဲ့အရာတွေကိုစီရှိပေမဲ့လည်းဝင်းသူရောအောင်ကတော့ရွှေရီကိုပဲစိတ်ဝင်စားနေပါတယ်။သူ့ရဲ့ဖခင်နဲ့အတူရွှေတူးတဲ့တပိတ်ချင်းတဲ့အထစ်ကိုပါလိုက်သွားပြီးရွှေတူးဖို့ပုံအစစ်စင်းကိုလည်းလိုက်လံချစ်ရှုပူပါတယ်။ရွှေဖြစ်လာဖို့အတွက်လောက်ကန်ရတာမလွယ်ကူတာကြောင့်ဝင်းသူရောအောင်ကရွှေရီကိုအရန်တံပိုးထားတာပေါ့။ရွှေရီကိုဒီအတိုင်း င်းအချင်းညရတာကိုသဘောကျသူဖြစ်ပြီးအတက်ငငယ်မှာတွင်သူဝါသနာပါတဲ့အလုပ်ကိုရှာတွေ့သွားပါတယ်။လက်မှုပညာပဲဖြစ်ဖြစ်အတက်ပညာပဲဖြစ်ဖြစ်အသိပညာပဲဖြစ်ဖြစ်လိလထတာကအကျိုးမရောက်တာကြောင့်ဝင်းသူရအောင်ကတော့ရွှေပညာကို၁၀နှစ်အရွယ်ကလေးကလိလပြီးရွှေအကြောင်းနားလည်သူတယောက်ဖြစ်ပါတယ်။ မိဘကအာကိုရတဲ့သားတယောက်ဖြစ်နေတဲ့ဝင်းသူရအောင်ကသူ့လက်ထက်မှာရွှေလုံငန်းကိုဒီထက်မကကျက်ပြအောင်လောက်ကင်သွားမှဖြစ်ပါတယ်။အတန်းငယ်သေးပေမဲ့လည်းရွှေအချောင်းကိုနားလည်နေပြီးဖြစ်ကောင်မိဘတွေရဲ့ရွှေဆိုင်မှာပဲကုညီပေးနိုင်ပြီးဖြစ်တဲ့ဝင်းသူရအောင်ကိုပရိသတ်ကြီးရောသဘောကျရလားဆိုတာခေါမမပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။